ဒီလဝိုင်းအရာရှိရာခန်းများအောင်ယာယီနေထိုင်ခွင့်ထုတ်ပေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့တိလဝါအိယာရှိရာခန်းထွေကိုယာယီနေထိုင်ခွင့်ထုတ်ပေးသွားမယ်လို့မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနကတည်ရပါတယ်။ အိမ်ယာချင်းငွေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံခန့်ရစီစဉ်ရနေနဲ့အခုနှစ်ဇန်နဝါရီလ28ရက်နေ့ကရောင်းချခဲ့တဲ့တီလဝါအိမ်ယာရှိအခန်းတွေနဲ့ပတ်သက်လို့ချင်းငွေတွေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကို CHID ဘဏ်ကဆောင်ရွက်နေပြီးအခန်းဝယ်ယူခွင့်ရရှိသူတွေကိုယာယီနေထိုင်ခွင့်ပြုပေးသွားမယ်လို့ဆိုပါတယ်။ ယာယီနေထိုင်ခွင့်အကြောင်းကြားစာထုတ်ပေးတာကိုမတ်လ20ရက်ကစတင်ပြီးရုံချဲ့ရအတွင်းရန်ကုန်မြို့ပိုထောင်မြို့နယ်ရှိမြို့ပြနေအိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။အဆိုပါယာယီနေထိုင်ခွင့်ထုတ်ယူမဲ့သူတွေအနေနဲ့ကိုရိုင်းထုတ်ယူမဲ့ဆိုပါကပပုံတင်မှုရင်းနဲ့မိထူအိမ်တော်စုဆိုင်ရင်မိထူထိုးနဲ့ဒါရောက်ထုတ်ယူနိုင်တယ်လို့ဆိုပါတယ်။ ထာအပြင်ကိုစလဲထုံယူမဲ့ဆိုပါက ကိုစလဲလွှဲစာမူရင်ကာယကံရှင်နဲ့ကိုစလဲထိုးရဲ့မှပုံတင်မူရင်နဲ့မိထူအိမ်တော်စုဆရင်မိထူထိုးနဲ့လာရောက်ထုံယူနိုင်တယ်လို့သိရပါတယ်ရှင်။